င်မုန်းနယ်ကိုလက်စားချေခြင်းလို့တာတမီအရင်ကိုသတားဘော်ကနေပြချခဲ့တဲ့မြို့တမီရဲ့ဤကုန်းအားလုံးမင်္ဂလာပါကျွန်တော်ဒီင့ channel တွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်အမျိုးသမီးတဦးက9နှစ်အရွယ်ကလေးမလေးနဲ့အသက်6နှစ်အရွယ်ကလေးတဦးကိုသတားဘော်ကနေပြချခဲ့ပါတယ်အဲ့ဒီသတားကအမြင့်ပေ80လောက်ရှိပါတယ်အောက်ကိုကြားထားတဲ့ကလေးနှစ်ဦးတည်းကကောင်မလေးကအသက်ရှင်ခဲ့ပြီမဲ့လေကောင်လေးကတော့ကန်ဆိုးခဲ့ရတာပါဒီကိစ္စကလူတွေကိုအံ့ဩထိတ်လန့်တွားစီခဲ့ပါတယ်လူတွေကိုရှော့ဖြစ်စေတဲ့အကြောင်းရင်းကတော့ပြစ်ချခဲ့တဲ့အမျိုးသမီးကကလေးနှစ်ယောက်ရဲ့မိခင်ရင်ကိုယ်တိုင်ဖြစ်နေလို့ပါပဲဒီကိစ္စရဲ့နောက်ွယ်မှာဘလို့အကြောင်းရင်းတွေရှိနေလို့ပါလဲ ကိစ္စတွေကအိမ်ဆောင်ရေးအဆင်မပြေရာကနေစခဲ့တာပဲဖြစ်ပါတယ်။ကိစ္စမှာကလေးနှစ်ယောက်ကတော့မြေစာပင်ဖြစ်ခဲ့ရတာပါ။ MNR Stocksmith ကတာမန်ကြည့်လိုက်ရင်ကျင်နာတဲ့မိခင်တူဖြစ်ပါတယ်။ဒါပေမဲ့စက်ရိုင်းတွေကိုတတင်းကစိုးမိုးခွင့်ပေးလိုက်တဲ့အချိန်မှာပဲဒီလိုဝမ်းနဲ့စရာကိစ္စကိုခွင့်ပြုပေးလိုက်တယ်လို့ဖြစ်ခဲ့ရတာပါ။အဲ့ဒီအချိန်ကာလတုန်းက MNR ရဲ့နေစဉ်ဘဝမှာမှောင်မဲမွန့်ချက်နေတဲ့အတွေးတွေနဲ့ပဲဖုံးလွှမ်းနေခဲ့တာဖြစ်ပါတယ်။အိမ်ဆောင်ရေးမပြေလည်ဖြစ်နေလို့ခင်မုန်းတွေကလည်းတခြားတယောက်နဲ့ဖောက်ပြန်နေရဆိုပြီးအမြဲတမ်းတည်းရဖြစ်နေရတာပါ။တိုက်တိုက်ဆိုင်ဆိုင်ခင်မုန်းတွေကလည်းကွာရှင်းခွင့်ကိုတောင်းထားပါသေးတယ်။ နောက်ပြီးကလေးအုတ်ထင်းကွင်းကိုလည်းခင်မွန်းနဲ့ကပဲပိုင်ဆိုင်မှုဖြစ်နေကြတာပါဒီအချိန်တွေကအမန္တာကိုလူစိတ်တွေပြောက်ပြီးမကောင်းဆိုးဝါးစိတ်တွေထွက်ပေါ်လာအောင်လုပ်ပေးလိုက်တာပါပဲအဲ့ဒီအချိန်မှာပဲအမန္တာတယောက်ခင်မွန်းနဲ့ကိုနာကျင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုတွေးနေကြတာပါကလေးနှစ်ယောက်အကြောင်းကိုစဉ်းစားမိချိန်မှာဆိုးဝါးပက်ဆက်တဲ့အကြံကြီးကခေါင်းထဲကိုပေါ်ပေါက်လာခဲ့ပါတယ်ဒီကလေးနှစ်ယောက်ကိုစတိလိုက်ရင်ခင်မွန်းနဲ့ကတတက်လုံးနာကျင်ခံစားနေရတော့မှာပဲလို့တွေးမိပြီးကျင်းတတ်တယ်လို့ခံစားနေကြရတာပါဒီလိုနဲ့တို့အကြံကိုအကောင့်ထဲပို့ဖို့ချိုးပန်းခဲ့ပါတော့တယ်အမန္တာကကလေးနှစ်ယောက်ကိုကားပေါ်တင်ပြီးပေါ်လန်ကဆဲဝုတ်တရာကြီးစီကိုမောင်းတွားခဲ့လိုက်တာပါ နာစရာကလေးနှစ်ယောက်ကတော့သူတို့အမိဘာတွေတွေးနေလဲဆိုတာကိုလုံးဝမယိမ့်မိခဲ့ကြပါဘူးအမိခေါ်ဆောင်ရအောင်ကိုပျော်ပျော်ကြီးလိုက်ပါတွားခဲ့တာပါတရားပေါ်ရောက်လို့အမိဖြစ်သူကကားရိုက်လိုက်တော့လေပျော်စရာတစ်ခုခုရှိနေမှထင်ပြီးဆေးလို့ရှားနေကြပါတယ်အရင်ဆုံးအမန္တကလေးနေရွယ်သားလေးအဲဒင်ကိုချီပြီးတရားဆွန်းလျှောက်သွားလိုက်တာပါပြီးတော့ပေ80တောင်းမြင့်တဲ့တရားပေါ်ကနေပြစ်ချလိုက်ပါတယ်အဲဒင်ရဲ့အကြောင်းလန့်တကြားအော်ဟစ်တန်ကပတ်ဝန်းကျင်သခင်ဖုံးလန်းသွားခဲ့တာပါဒီဖြစ်ပျက်ကိုတွေးလိုက်ရတယ်ခုနှစ်နှစ်ရွယ်သမီးကလေး Trinity ကဒီအချိန်မှာအကြောင်းလန့်တကြားဖြစ်နေခဲ့ပါပြီဒါပေမဲ့အမန္တကလာခေါ်တဲ့အချိန်မှာမလွန်ဆန်နိုင်ပဲလိုက်ပါတွားခဲ့ရတာပါ ောက်ပြီးသူ့မောင်လေးလိုကန်ချမကိုတိတ်မကြခင်မှာကြုံတွေ့လိုက်ရပါတော့တယ်။ဒီအချိန်မှာအမန္တာကသူ့ရဲ့ Audi ကားလေးကိုမောင်းပြီးဘာမှမဖြစ်သလိုထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ဒီကိစ္စတွေကိုတွေ့မြင်ခဲ့တဲ့အမျက်ဝင်တက်တွေအများကြီးရှိနေကြတာပါ။ကယ်ဆယ်ရေးတွေကလည်းကလေးနှစ်ယောက်ကိုကြိုးစားပန်းစားကယ်တင်ခဲ့ပေမဲ့အေဒင်ကလေးကတော့ကံမကောင်းခဲ့ပါဘူး။ Trinity ကိုတော့ baking ကင်းနဲ့ကယ်တင်နိုင်ခဲ့ပါတယ်။တိတ်မကြခင်မှာအမန္တာလည်းဖမ်းဆီးခံခဲ့ရပါတယ်။ပြီးတော့ထောင်နဲ့တက်တက်တကြုံချမှတ်ခံခဲ့ရတာပါ။ဒီအချိန်မှာတော့အမန္တာတယောက်နောင်နာရီတဝိတဝိုင်းနဲ့ဖြစ်နေခဲ့ပါပြီအမန္တာရဲ့လောက်ရက်ကလူ့ဖွဲ့စီကိုတုံလုံးခြောက်ချသွားစေခဲ့တာ 2023ခုနှစ်ဇွန်လ6ရက်နေ့မှာတော့အမန်တာလဲထောင်ထဲမှာပဲကွယ်လွန်သွားခဲ့ရပါတယ်။ကွယ်လွန်ချိန်မှာအမန်တာတယောက်နောင်နာတွေမပြေသေးဘူးလို့လည်းတီးခဲ့ရတာပါ။စိတ်ရိုင်းတွေကိုလွတ်ပြီးခဲ့တဲ့အမန်တာရဲ့ကိစ္စကမိဘတွေအတွက်တင်ကန်းစာတစ်ခုအဖြစ်ခြံထားခဲ့တာပဲဖြစ်ကြောင်းဝေမျှလိုက်ရင်ဒီဗီဒီယိုလေးကိုညီကုန်ချုပ်လိုက်ပါရစေ။အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ။